ားလုံးမင်္ဂလာပါရှင်။ MBA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ16ရက်နေ့လည်ခင်းထရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျမခရစ်စတယ်ကတင်ဆက်ပေးပါရမရှင်။အထူးခြားဆုံးနေ့လည်ခင်းသတင်းတွေတဲ့အတူရောင်ရေကောက်ပွဲကို တာမန်ရေကောက်ပွဲ မဟုတ်ဘူးလို့အမွန်တင်လိုက်တဲ့ဥကကိုကြီးရဲ့သတင်း၊ကြားဖြန်ခေါင်းဆောင်လေးကိုကဲထုတ်ပြီးရွှေကုတ်ကိုဟန်ပြရှင်းလင်းတော်မယ် BGA ရဲ့သတင်း တော်လင်းအင်အားစုတွေကိုမျက်ကွယ်ပြုပြီးမိုးကုံနဲ့မိုးမိတ်မြုပ်နေတဲ့စစ်တပ်ကိုခေါ်သွင်းတော့မယ် DNL သတင်းဘိုးပြုတ်တန်ဝင်းတေလို့ကံကောမှာမပြိုင်မဲအနိုင်ရမယ်ကြံဖို့သတင်းရခိုင်မှာအာဟာရပြည့်ဝမှုအလင်းများစွာဆုတ်ယုတ်လာပွဲရှိရလို့တတိပေးလာတဲ့ UNO ချာတဲ့တွင်နှစ်နှစ်တွင်ပါလက်စတိုင်း68အောင်အစ္စရေးချင်းထောင်ထဲမှာတည်ဆုံတဲ့တဲ့အဲ့လိုနေ့လေခင်တည်းရရှိထားတဲ့အထူးခြားဆုံးတဲ့တွေကိုတင်ဆက်ပေးထားပါတယ်ရှင် အတူရောင်ရွေးကောက်ပွဲကိုတာမန်ရွေးကောက်ပွဲမဟုတ်ဘူးလို့အမွန်းတင်လိုက်တဲ့ဥက္ကကိုကြီးတည်နေဆားလိုက်ချင်ပါတယ်ပိတုပါတီဥက္ကဋ္ဌဥက္ကကိုကြီးရဲ့လက်တလောပြောကြားချက်တစ်ခုဟာနိုင်ငံရေးလောကမှာဝေဖန်မှုတွေနဲ့အတူအငင်းပွားစရာတွေဖြစ်ပေါ်စေခဲ့ပါတယ် ဥက္ကကိုကြီးကလက်ရှိကျင်းပမဲ့ရွေးကောက်ပွဲဟာတာမန်ရွေးကောက်ပွဲတွေထက်ကိုပိုပြီးအရေးကြီးတယ်ဆိုပြီးစိတ်ကော်မရှင်လောက်ခန့်မြမအတန်ကနေမဲဆယ်စီယုံမိခုံပြောကြစဉ်ထက်သွင်းပြောကြားခဲ့ပါတယ်ဒီစကလုံးတာမန်ရွေးကောက်ပွဲဆိုတာကိုတုံးလုံးလိုက်တဲ့အပေါ်မှာရခင်ရွေးကောက်ပွဲတွေမှာပါဝင်ခဲ့တဲ့ပြည်သူတွေကိုစော်ကားလိုက်သလားဆိုပြီးတော့ဝေဖန်မှုတွေအများအပြားထပ်ပေါ်လာခဲ့တာဖြစ်ပါတယ် ဝေဖန်သူတွေကတော့ရခင်2015-2020ရွေးကောက်ပွဲတွေကလေကာလအလိုက်ရေးကြည့်ခဲ့ပြီးရွေးကောက်ပွဲတိုင်းမှာပါဝင်မဲ့ပိတ်ခဲ့ကြတဲ့တာမန်ပီသူတွေရဲ့အခန်းကဏ္ဍကိုတံမိုးချလိုက်တယ်လို့ဖြစ်နေတယ်လို့သုံးသပ်ကြပါတယ်။ ဒါပေမဲ့နိုင်ငံလေးလာသုံးသက်သူတွေကတော့ဥက္ကုကိုကြီးရဲ့ရွေးချယ်ဟာရခင်ရွေးကောက်ပွဲတွေကိုအရင်မကြည့်ဘူးလို့ပြောလို့ရမဟုတ်ပဲလက်ရှိနိုင်ငံရဲ့တာမန်မဟုတ်တဲ့အကြက်တဲကာလာမှာကျင်းပမဲ့ရွေးကောက်ပွဲရဲ့အကျိုးဆက်တွေဟာပို့ပြီးတော့ကြီးမားနိုင်ငံဆိုတဲ့အချက်ကို အတိကထားမိမောင်းထိုးပြချင်တာဖြစ်နိုင်တယ်လို့ရှုမြင်ကြပါတယ် ဒါပြင်ဥက္ကူကြီးကငင်းချင်ရင်ရရှိဖို့ဆွေးနွေးညှိနှိုင်းမှုတွေကိုဆက်လက်ဆောင်ရွက်သွားမယ်အကြောင်းငင်းချင်ရင်ရလိုက်ရင် ပြည်သူစစ်မှုတန်းဥပဒေနဲ့ပတ်သက်တဲ့စိုးရင်တော့ကတွေတက်တာသွားနိုင်တယ်ဆိုတဲ့အကြောင်းနဲ့ဥပဒေကိုစစ်ဆေးချစ်ချက်သွားမယ်ဆိုတဲ့အစီအစဉ်တွေကိုပါဆက်လက်ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်ဒုတိယအနေနဲ့ကြားပြန်ခေါင်းဆောင်တွေကိုကဲထုတ်ပြီးရွှေကုတ်ကိုဟန်ပြရှင်းလင်းတော်မယ် BGF တရေမှာ ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကရွှေကုတ်ကိုမြို့တည်လက်တလုံးအခြေအနေဟာတော်တော်လေးကို မတိမငြိမ်ဖြစ်နေပါတယ်။ရွှေကုတ်ကိုအခြေအနေကိုစောင့်ကြည့်နေတဲ့ကရင်စစ်ရေးတရင်းမြစ်တွေရဲ့ပြောဆိုချက်အရအဲ့ဒီမြို့တည်ထဲမှာရှိတဲ့တရုတ်တထေတွေနဲ့ကြားပြန်ကုမ္ပဏီခေါင်းဆောင်တွေကို PGF တပ်ဖွဲ့ဝင်တွေကညရင်းချင်းကားတွေနဲ့အလင်းညံတဲထုတ်နေပါတယ်လို့သိရပါတယ်။ ဒီလိုဖြစ်ရတာကတော့မနေ့ကအကျန်းဖတ်စစ်တဲ့လောက်ကန် BGF နိုင်မောင်စောကရွှေကုတ်ကိုမြို့တင်မှာကြားဖြန်တွေကိုအပိတက်အပြက်နှိမ်နှင်းတော့မယ်လို့ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းမှာဖြစ်ခဲ့တာပါနိုဝင်ဘာလ18ရက်နေ့ညရင်းကျင်းမှာပဲရှေကုတ်ကိုမြို့တိတ်ကတရုတ်တွေနိုင်ငံသားတွေနဲ့ကြားပြန်အလုပ်သမားတွေဟာရှားထောင်ကြီးအစုလိုက်အပြုံလိုက်ထွက်ပြေးဖို့စူးစမ်းခဲ့ကြပါတယ်။မြို့တိတ်အတွင်းမှာကားတွေပိတ်၊လမ်းတွေပိတ်ပြီးဝရုံးသုံးကားတွေဖြစ်ခဲ့ပါတယ်။ ကြားပြန်ကုမ္ပဏီအင်ချက်တွေတင်းဒေတာတွေနဲ့တရုတ်တထဲတွေဟာ PGA ရဲ့ကားတွေနဲ့အကုန်ထွက်ပြေးပြီမယ်။အောက်ခြေကြားခင်အလို့သမားတွေကတော့ဝယုံ၃ခါဖြစ်တဲ့အတွက်ရွှေကုတ်ကိုမှလူအုပ်ကြီးဖြစ်ပေါ်ခဲ့ပါတယ်။ ပြည်ကြီးရဲ့နိုင်မောင်စော်ကတော့ရွှေကုတ်ကမှကြားပြန်လုကైသူတထောင်နဲ့နှစ်ထောင်ကြားရှိပြီးသူတို့ကိုလုံးဝမထားတော့ပဲစစ်တပ်နဲ့ပူးပေါင်းပြီးအပြက်နှိမ်နှင်းတော့မယ်လို့ဂျမန်နေ့ကထုတ်ပေါ်ပြောဆိုခဲ့ပါတယ်။သူကအဲ့ဒီနှိမ်နှင်းမှုဟာအမေရိကန်နဲ့တရုတ်ရဲ့ဖိအားကြောင့်မဟုတ်ပဲပြည်ကြီးကဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေတာပါလို့လည်းရှင်းပြခဲ့ပါတယ်။ တတင်းတွေအရာဆိုရင်အကျန်းဖတ်စစ်တပ်ဟာလေရှီကုတ်ကိုအနီးဝင်းကျင်နဲ့ပြိုရင်းနေရာတချို့မှာစတင်နေရာယူထားပြီး PGN နဲ့ပူးတဲ့ဝင်ရောက်မှုတွေရှိနေပါတယ်။ဆက်လက်ပြီးတော်လင်းအင်အားစုတွေကိုမျက်ကွယ်ပြုပြီးမိုးကုတ်နဲ့မုံမိတ်မြုံနေတဲ့စစ်တပ်ကိုခေါ်သွင်းတော့မယ်တရနယ်ရဲ့အကြောင်းမှာတန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNL က မိုးကုန်းရဲ့မိုးမိတ်မြို့နယ်တွေကနေသူတို့တက်တွေပြန်လဲဆုတ်ခွာအချိန်မှာစစ်ကောင်စီတက်တွေကိုတပြိုင်နက်တည်းပြန်လဲခေါ်သွင်းလာမယ်လို့ပြောကြားခဲ့တယ်ဆိုတဲ့သတင်းပေါ်မှာဒေသခံတွေနဲ့တော်လိုင်းရာဇဝေကြားမှာသဘောထားကွက်လွဲမှုတွေနဲ့စိုးရိမ်ပွဲမှုတွေကြီးထွားလာနေပါတယ် တရနယ်လီဟာမန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမုံမိတ်မြို့နယ်တို့ကတရနယ်လီတပ်တွေပြန်ဆုတ်ခဲ့တဲ့အချိန်မှာစေအုပ်စုတပ်တွေကိုတပြိုင်နက်တည်းပြန်လည်ဝင်ရောက်ခွင့်ပေးဖို့အစီအစဉ်ရှိကြောင်းနိုဝင်ဘာလ16ရက်နေ့ကတော်လိုင်းရာဆိုရင်းနဲ့တွေ့ဆုံရမှာပြောကြားခဲ့တာဖြစ်ပါတယ်အဲ့ဒီအစီအစဉ်ကလာမယ့်နိုဝင်ဘာလ30ရက်နေ့ဒီဇင်ဘာလ1ရက်တို့မှာမိုးမိတ်နဲ့မိုးကုံမြို့နယ်တွေကိုစေအုပ်စုတပ်တွေခေါ်သွင်းလာမယ်လို့သိရပါတယ် ဒီလို DNL ကပြောကြားခဲ့တဲ့အပေါ်မှာတေသခံပြည်သူတွေနဲ့တော်လိုင်းရင်အားစုအချို့ကတော့လုံးဝသဘောမတူနိုင်ဘူးလို့ပြက်ပြက်တသားပြောဆိုနေကြပါတယ်။အဓိကအားဖြင့် DNL ထွက်သွားပြီးစစ်တပ်ကပြောင်းဝင်လာခဲ့ရင်တေသခံပြည်သူတွေရဲ့လုံခြုံရေးအနေနဲ့ပုံမကြီးမလာနိုင်လို့တေသခံတွေကစိုးရိမ်နေကြပါတယ်။ တရားနယ်ရှိနေစဉ်ကာလမှာရရှိခဲ့တဲ့လုံခြုံရေးအားကာချက်တွေဆုံးရှုံးသွားမှာကိုလည်းပူပန်ကြပါတယ်။တော်လိုင်းအင်အားစုတွေကတော့ဆဲအုပ်စုကိုအမြင့်ပြတ်တိုက်ထုတ်နေချိန်မှာစစ်တပ်ကိုမြို့နယ်တွေထဲကျန်လည်နေရာယူခွင့်ပေးတာဟာတော်လိုင်းရဲ့စီမံချက်ကိုစန့်ကျင်ရာရောက်တယ်လို့သုံးသပ်ပြီးပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။ထမှန်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပိုပြုတ်တန်ဝင်တေလို့ကံကောမှာမပြိုင်မဲအနိုင်ရမဲစံဖို့တရင်ကိုတင်ပြပေးပါမယ်ရှင် အခုတရင်ကတော့မကွေးတိုင်းကံကောမြို့နယ်ပြီးသွတ်လွတ်တော်မဲဆန္ဒနယ်ရဲ့ရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်တဲ့တဲ့မှာနိုဝင်ဘာလ18ရက်နေ့မှာကံကောမြို့နယ်ပြီးသွတ်လွတ်တော်မဲဆန္ဒနယ်ကတတိပုဂ္ဂလဝင်ပြိုင်မဲ့စစ်တပ်တရင်ပေပိုပြုတ်တန်ဝင်ဟာစစ်မှားရဲ့အခြေအနေကြောင့်တည်ဆုံသွားခဲ့တယ်လို့သိရပါတယ်ရှင်။ ဒေတာတွင်မြို့တော်လည်းဆမ်မင်နာရောလင်းတန်ရင်ထုတ်ပြန်ချက်အရဟူလာကဂန်ဂောပီတူလွတ်တော်နေရာအတွက်ပိုပြုတ်တန်ဝင်နဲ့စက်ကရင်နဲ့ဖွံ့ဖြိုးရေးပါတီကအမတ်လောက်ဤပြုံလဲနှုတ်တာဝင်ပြိုင်မှုစရင်တင်ထားတာဖြစ်ပါတယ်ပိုပြုတ်တန်ဝင်တည်ဆုံသွားတဲ့အတွက်ပီတူလွတ်တော်နေရာမှာစံဖို့ပါတီအမတ်လောက်ဤပြုံလင်ဟာပြိုင်ပန်းမရှိတော့ဘဲရွေးကောက်ပွဲမလုပ်ခင်ကတည်းကအလိုလျောက်အနိုင်ရရှိသွားပြီ ဖြစ်ကြောင်းရောလင်းတန်ကထုတ်ပြန်ထားပါတယ် ဒါပြင်ကံကောမြို့နယ်တိုင်းလွတ်တော်နေရာမှာလည်းစံဖို့အမတ်လောင်စောထွန်းတူတွေကဝင်ရောက်ရှင်မြိုင်မှုရှိနေကြကြောင်းသူကလည်းအလိုလျောက်အနိုင်ရရှိထားပြီးဖြစ်ပါတယ်။ဒီလိုရွေးကောက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးမုံရအခြေဆိုင်တက်ကြွလှူရှာသူတဦးက MBA ကိုပြောကြရမှာဖွတ်တွင်ပြောတဲ့2025ရွေးကောက်ပွဲလို့ပြောရမှာပေါ့။အခုချိန်လောက်ဆိုမေအွန်လိုင်းကစိုးရအဖွဲ့အတွက်လူစင်းရပြီလောက်ပြီးဖွတ်တွေကမပြိုင်ခင်ကတည်းကနိုင်မီးသားပါလို့ဝေဖန်ပြောဆိုခဲ့ပါတယ်။ တည်ဆုံသွားတဲ့ပေါ်ပြုတ်တန်ဝင်ဟာမူလကမြိုင်မြို့နယ်ကိုင်းတော်မရွာစာတီဖြစ်ပြီးဆီယနာတိမ်မီနောက်ပိုင်းမှာစစ်တပ်ထံကိုတော်လိုင်းလုပ်သူတွေရဲ့သတင်းချက်လက်တွေပေးပို့နေသူ ဖြစ်တယ်လို့ရောလင်းတန်ကဆိုပါတယ်ပြည်တွင်းနဲ့နောက်ဆုံးသတင်းအနေနဲ့ရခိုင်မှာအာဟာရပြည့်ဝမှုလင်းမြန်စွာဆော့ရုပ်လာပွဲရှိတယ်လို့တတိပေးလာတဲ့ UNO ချသတင်းမှာ UNO ချမြန်မာရဲ့နိုဝင်ဘာလ18ရက်နေ့ထုတ်ပြန်ချက်အရရခိုင်ပြည်နယ်အထူးသဖြင့်မောင်တော်နယ်ဗုဒ္ဓတောင်မြို့နယ်တို့မှာအာဟာရပြည့်အောင်မှုဆိုင်ရာအခြေအနေတွေဟာလျင်မြန်စွာဆုတ်ယုတ်လာနိုင်ပွဲရှိရလို့ခန့်မှန်းထားပါတယ်။ကမ္ဘာစားနပ်ရိက်ကဖူလုံရေးရဲ့နောက်ဆုံးစီရင်ခန်းစာအရာလဲမြန်မာနိုင်ငံကစားနပ်ရိက်ကမလုံလောက်မှုအတွက်စိုးရိမ်ဖွယ်အမြင့်မားဆုံးနေရာတစ်ခုအဖြစ်သတ်မှတ်ခံထားရဆဲဖြစ်ပါတယ် ထုတ်ပြန်ကြရာမြန်မာနိုင်ငံတဝန်းရှိပြည်သူတွေဟာဖြစ်ပွားနေစေပြိပခါတွေရေကြီးရေချမ်းမှုတွေနဲ့2025ခုနှစ်မတ်လကလုတ်ခတ်ခဲ့တဲ့ငလင်းအပါအဝင်အခက်အခဲများစွာရဲ့အကျိုးဆက်တွေကိုစင်ကဲရင်ဆိုင်နေရဆဲဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒီနေ့တိုင်းဒေသကြီးများစွာမှာလက်နက်ကန်တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေရကြောင်းအရက်သားတွေထိခိုက်မှုတွေနဲ့နေရာနှံပြမှာနေရဆုံးခွာတင်းဆောင်ရမှုတွေဆက်လက်ဖြစ်ပေါ်နေပါတယ်။ 2025ခုနှစ်နိုဝင်ဘာလအထိနိုင်ငံတော်မှာပြည်တွင်းနေရဆွန်သူဥယေ3.6တန်းရှိလိမ့်မယ်လို့ခန့်မှန်းထားပြီးဒါကြောင့်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေပုံမှန်များပြလာခဲ့တယ်လို့ဆိုပါတယ်ကြရည်ပြင်းမြေမြုပ်မိုင်းတွေနဲ့ပောက်ကွဲစေတတ်တဲ့လက်နက်ခဲယံတွေရဲ့အချက်လက်အစ်တွေရမြန်မာနိုင်ငံမှာအယက်သားနှအူနေစဉ်ထိခိုက်လျက်ရှိတယ်လို့သိရှိရပါတယ် ဒီချင်းနေဟာမိုင်းရှင်းလင်းရင်းနဲ့အနေအကျွတင်ကကွယ်လုပ်ငန်းတွေအဆက်မပြတ်လိုအပ်နေကြောင်းလည်းထင်ရှားစေပါတယ်။ UNO အခြားရေးထုတ်ပြန်ချက်အရလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရမှာအခက်အခဲကြီးကျယ်ကြုံတွေ့နေရပါတယ်။2025ခုနှစ်ကုန်ဆုံးမှုနှစ်လခန့်အောင်မကျန်တော့တဲ့အချိန်ထိ2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့ထုတ်ပြန်ရေးအစီအစဉ် HNRP အတွက်15ရာခိုင်နှုန်းများသာရမုံငွေရရှိထားတယ်လို့ဆိုပါတယ်။ နောက်ဆုံးပေပါသတင်းတွေနဲ့နှစ်နှစ်အတွင်းပါလက်စတိုင်း68ရာအစ္စရေးအချင်းထောင်ထဲမှာတည်ဆုံတဲ့အကြောင်းကိုပြပြရင်းကျမရဲ့နေ့လည်ခင်းသတင်းတင်ဆက်မှုကိုဒီမာတင်ရနာလိုက်ပြစေရှင်ဣစရေလခွင့်ရအဖွဲ့ဖြစ်တဲ့ PHR တိုင်းကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာအသေးရ2023ခုနှစ်အောက်တိုဘာလစစ်ပွဲစတင်ချိန်ကစပြီးပါလက်စတိုင်းအနေဆုံး68ဦးဟာဣစရေလကျင်းထောင်တွေတဲမှာတေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီအဖွဲ့ကဣစရေလအစိုးရရဲ့မှတ်တမ်းတွေနဲ့ မှုကင်းဆေးပညာဆိုင်ရာချက်လက်တွေကိုတိုက်ဆိုင်စစ်ဆေးပြီးအစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ PHRI ရဲ့တွေးရှိချက်အရတည်ဆုံးသူတွေဟာရုပ်ပိုင်းဆိုင်ရာအကျန်းဖက်ခံရမှုစေဝါကူတာမှုပေါ်ဆောင်မှုဒါမှမဟုတ်ဒီအချက်နှစ်ခုလုံးကြောင့်တည်ဆုံးခဲ့ရတာဖြစ်ပါတယ်။ Israel ချင်းထောင်ဝန်ဆောင်မှု IBS ထိန်းသိမ်းမှုအောက်မှာ46ဦး Israel စစ်တပ်ထိန်းသိမ်းမှုအောက်မှာအနည်းဆုံး52ဦးတည်ဆုံးခဲ့တယ်လို့အစိုးရကစာမှာဖော်ပြထားပါတယ်။ ပြေးရှာနိုင်ကဂါဇာကနေဖန်စီခံရသူရှာနေချီဟာပျောက်ဆုံးနေစေဖြစ်တဲ့အတွက်မှတ်တမ်းတင်နိုင်တဲ့ရေအတွက်ထက်အမှန်တကယ်တည်ဆုံးသူဦးရေဟာတိတိတတပုံများနိုင်တယ်လို့လည်းအလေးနက်သတိပေးထားပါတယ်စစ်ပွဲစကတဲ့ကဣသရေအနာပိုင်တွေဟာအချင်းကြသူတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုကမ္ဘာစစ်ချင်းကြီးအဖွဲ့ကိုပေးရခြင်းရဆိုင်ခဲ့ပြီးထိန်းသိမ်းစခန်းတွေကိုဝင်ရောက်ခွင့်ကိုလည်းပိတ်ပင်ထားပါတယ်ရှင် ။ Israel ချင်းထောင်ဝန်ဆောင်မှု IBS ကတော့ဒီဆွဆွချက်တွေနဲ့ပတ်သက်လို့တုတ်ပြန်ရမှာ၎င်းတို့ဟာဥပဒေနဲ့အနေဆောင်ရွက်ကြောင်းပြောကြားခဲ့ပြီးအကျဉ်းသားတွေရဲ့စိတ်ကူးတာခွင့်နဲ့အခြားအခွင့်အရေးတွေကိုကျွမ်းကျင်ဝန်ထမ်းတွေကစောင့်ရှောက်ပေးနေလို့ညင်းဆိုသွားပါတယ်။ MP ရဲ့နေ့လည်ခင်ထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာပါ MP ရဲ့တင်ဆက်မှုတွေကိုအဆုံးသတ်ကြည့်ရှုအားပေးသူအားလုံးနဲ့တကွာဝင်ရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးမြင်ကျေးဇူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားပေါင်းကိုစိတ်ငပ်ပြားစမ်းမချမ်းသာပြီးဘဝအမော်တွေပြကြပါစေရှင်